ျွန်တော်မဲဆင်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့နေလင်း YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်လုံးပိန်နီးနှမျိုးကိုပြန်လည်ပြသမှာဖြစ်ပါတယ်ဗောနောညီအစုံအနေနဲ့ဒီနီးနံပါတ်၁ကိုစားပြီးတော့လေ့လာကြည့်မယ်ဗောနောဒီလုံးပိန်နီးနံပါတ်၁မှာခုနှစ်လုံးပိန်ဆိုပြီးဖြစ်ပါတယ်ဒီမှာခွန်ခွန်ကိုဗောနောဒီခုနှစ်လုံးပိန်ဒီခွန်ခွန်ကိုဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်မှာကျတော့၃ညာလုံးပိန်ဆိုပြီးဖြစ်ပါတယ်အဲ့ဒီ၃ညာလုံးပိန်ဒီခွန်၃ညာ၃ညာဆိုပြီးတော့၄ပိန်နေရာဖြစ်ပါတယ်ခင်ဗျာဒီ၃လုံးပိန် ဒီတုံးလုံးပင်မှာကျတော့သုံးခုခုဆိုပြီးတော့ဒီသုံးဟာထိရှိနေရဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ချိန်မှာတော့ကျွန်တော်တို့ကိုးလုံးပင်ဆိုပြီးຢာတယ်ပေါ့နော်ဤအရာဖြစ်ပါတယ်ခရမ်းနေကြကျွန်တော်တို့ဤပြပေးသွားမယ်ပေါ့နော်ဒီကိုးလုံးပင်မှာရှစ်ကိုးလေးဆိုပြီးတော့ဒီကိုးဟာအလေထိန်ဆိုပြီးဖြစ်ပါတယ်ပေါ့နော်နောက်ထပ်တစ်ချိန်မှာဆိုရင်ဒီ6လုံးပင်ဆိုပြီးဖြစ်ပါတယ်9 6 3ဆိုပြီးတော့ဒီ6ကအလေဖြစ်ပါတယ်ခင်ဗျာအထက်တဲ့ချိန်မှာကျွန်တော်ဒီနေ့အရာခုနှစ်လုံးပိုင်းစပြီးရတယ်၆၈ခွန်ဆိုတဲ့အတွက်ဒီခုနှစ်ကအပိတ်နေရဖြစ်ပါတယ်ခင်ဗျာ နောက်ထပ်ကျွန်တော်ဒီမှာနေ့အရာနေ့လုံးပဲရတယ်ပေါ့နော်နေ့နေ့ခွန်ဆိုပြီးတော့ထိတ်စီးနေအလဲနေရာမှာဖြစ်ပါတယ်ဒီ၃လုံးပဲဒီ၃လုံးပဲမှာကြတော့၃ရှစ်ရှစ်၃ဒီထိတ်စီးနေရာဖြစ်ပါတယ်နောက်ထပ်တစ်ချိန်မှာလည်း၃လုံးပဲပဲဖြစ်ပါတယ်၃တုံများကိုဆိုပြီးတော့ဒီ၃ဟာထိတ်စီးနေရာဖြစ်ပါတယ်ခင်ဗျာโอเคနောက်ထပ်တစ်ချိန်နောက်ထပ်တစ်ချိန်မှာလည်းကျွန်တော်ဒီနေ့အရာ၃လုံးပဲဆိုပြီးဖြစ်ပါတယ်၃ငါးနေ့ဆိုပြီးတော့ဒီ၃ဟာထိတ်စီးနေရာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ချိန်မှာဒီနေ့အရာနေ့လုံးပဲမှာ ၃၉နှစ်ရှိပြီးတော့နှစ်ဒီအပိတ်နေရာဖြစ်တယ်ပေါ့နော်။နောက်ထပ်ကြည်လေးလုံးပိန်မှာနှစ်လေးချောင်ရှိပြီးတော့လေးဒီအလေထင်းဖြစ်ပါတယ်။နောက်ထပ်တစ်ကြိမ်မှာဆိုရင်နှစ်လုံးပိန်က၃နှစ်လေးနှစ်ဒီအလေဖြစ်ပါတယ်ပေါ့နော်။ဒီ၅လုံးပိန်မှာဒါတော့အချင်း၅နှစ်ရှိပြီးတော့၅ဒီအလေထင်းဒီ၃ကြိမ်ဆက်တိုက်ပေါ့နော်။ပြီးရင်ဒီ၅လုံးပိန်မှာ၈ချောင်၅ရှိပြီးတော့၅ကအပိတ်နေရာဖြစ်ပါတယ်။ဒီ၈လုံးပိန်မှာတော့၃၅၆ရှိပြီးတော့၆ဒီအပိတ်နေရာဖြစ်ပါတယ်ပေါ့နော်။ ေလေးလုံးပဲမှာတော့6လေး6ဆိုပြီးတော့လေးဒီအလေးထိန်ဆိုပြီးဖြစ်ပါတယ်ဒါကတော့နီးအတစ်ဖြစ်ပါတယ်ဗောနောနီးအတစ်နီးနံပါတ်1ဖြစ်ပါတယ်ဒီနိစာကနေဆိုရင်တော့ဒီလုံးပိန်ခုလိုလို့10တော့လုံးပါပြည့်ပြီမရှိသေးဘူးဗောနောကျွန်တော်တို့တန်းနီးနဲ့တကွာရှားပြတင်ပြပေးလိုက်တဲ့အချိန်ကျမှပြတ်သွားခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ကန်ရလိုပဲပြောရမှာဖြစ်ပါတယ်ဗောနောဒါဆိုရင်ကျွန်တော်တို့ဒီနီးကိုရှားပြီးတော့လေ့လာကြည့်အောင်ဗောနော Okay ဒါလေးကတော့သူရဲ့နီးလေးဖြစ်ပါတယ်ခင်ဗျာနီးနံပါတ် ်တဖြစ်ပါတယ်ဗောနော်နေ့နံပါတ်၁ကဒီကိုကိုတုံးချိန်မြောက်တာဆိုရင်ကိုတုံးချိန်ပေါင်း90နဲ့ခွန်ဗောနော်လေ3လီတီ7နစ်ဖြစ်ပါတယ်ပြီးရင်ဒီမှာ8တချိန်ဖြစ်ပါတယ်ခင်ဗျာဒီတုံးကတချိန်ဗောနော်3တုံညလီတီတုံညဒီ9ကတချိန်လေ3လီတီ7နစ်ဒီ၄ရတချိန်ဗောနော်နောက်ထပ်ဒီမှာ9ရတချိန်နောက်ထပ်9နှစ်ချိန်ပေါင်းတာက78ကို6နဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်ခင်ဗျာ โอเคဒါဆိုရင်ကျွန်တော်ဒီနေ့နဲ့ရှင်းနေပေါင်းရင်10ခုနဲ့3ပေါင်းရင်10ပေါ့နော်အဲ10ပြီးတော့ဒီနေ့နဲ့ရှင်းပေါင်းရင်10ဒီလေးနဲ့9ပေါင်းရှင်းဒီ73ပေါ့နော်3နဲ့9ပေါင်းရင်10ဒီမှာ6တလုံးကျန်နေပေါ့နော်ဒါကြောင့်မို့ကျွန်တော်ဒီမှာ6လုံးပိန်ရမှာဖြစ်ပါတယ်ဒီ6လုံးပိန်မှာ3က6ဆိုပြီးတော့6ဒီအပိတ်ဖြစ်ပါတယ်โอเคကျွန်တော်ဒီမှာ6လုံးပိန်မှာ3က6ဆိုပြီးဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ဒီမှာ6လုံးပိန်မှာ3က6ဆိုပြီးရေးပြထားတယ် ဒီဟာလေးကတော့ကျွန်တော်မပြတော့ဘူးပေါ့နော်ဒီနေ့အသိပဲပြန်ပြီးတော့စီကြည့်လို့ရတယ်နောက်ထပ်တစ်ကြိမ်ဆက်ပြီးတော့သေးလာကြည့်အောင်ဒီငါးကို၃နဲ့မြောက်မယ်ပေါ့နော်ဒီလေးကို၃နဲ့မြောက်တဲ့အတွက်၆ကို၃နဲ့မြောက်တယ်ဒီ၃မှာတစ်ကြိမ်တစ်မှာတစ်ကြိမ်၃ကို၃နဲ့မြောက်မယ်နှစ်မှာတစ်ကြိမ်နှစ်ကို၄နဲ့မြောက်မယ်ဒီနှစ်မှာတစ်ကြိမ်ပေါ့နော်နှစ်မှာတစ်ကြိမ်၉နဲ့ကြိမ်အပေါင်း၆ဆိုပြီးတော့ဒီအပေါ်ကလိုမျိုးပဲကြည့်ပြီးတော့ယူထားတာဖြစ်ပါတယ်။ဒါဆိုရင်ငါ၃ကြိမ်က၅ 63ကြိမ်78 3ကြိမ်ဒီတစ်ကတစ်ကြိမ်ပါနော်33ကြိမ်ပေါင်းရှင်9ဒီနှစ်ကတစ်ကြိမ်လဲနလီရှိဒီနှစ်ကတစ်ကြိမ်ဒီနှစ်ကတစ်ကြိမ်9ကြိမ်က78ကို6နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာတေကိုပေါင်းတစ်စိပေါ့နော်နင်းနဲ့ရှစ်ပေါင်းရင်တစ်စိဒီနှစ်နဲ့ရှစ်ပေါင်းရင်တစ်စိဖြစ်ပါတယ်ဒီနှစ်နဲ့ဒီရှစ်နဲ့ပေါင်းရင်တစ်စိပေါ့နော်ဒီ9နဲ့3ပေါင်းရှစ်ရှစ်နဲ့ဒီ6နဲ့ပေါင်းရှင်း74 အားကြောင့်မို့ဒီနေ့တော့လဲလုံးပိုင်းမှာရှောက်လေးရှောက်စီပြီးတော့လဲဒီအလဲထင်ဖြစ်ပါတယ်ဒါကနီးအစ်တပါနော်လဲလုံးပိုင်းမှာရှောက်လေးရှောက်ဒါကြောင့်မို့ဒီမှာလဲလုံးပိုင်းဆိုပြီးပြပြထားတယ်ပါနော်အဲ့ဒီနီးအတိုင်းပဲပါနော်ကျွန်တော်၃ချိန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 ်ပါနော်အဲ့ဒီနီးအတိုင်းပဲကျွန်တော်ဒီဟာအပေါ်ကအပင်ဒီကိုပေါ့နော်ကျွန်တော်ရှိမှပြပြထားတဲ့ဒီဂရန်းဒီနဲ့ပေါ့နော်ဒီဟာဒီနဲ့တပင်းရှင်းမိတ်ရှိတို့ပြန်ပြီးတော့စစ်ကြည့်ရှင်နေဆိုရင်လည်း စစ်ကြည့်လို့ရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီ78ကြိမ်အတွက်အဲ့ဒီနှီးအတိုင်းပဲဆက်ပြီးလေ့လာကြည့်အောင်ဒီ၃ညကို၃နဲ့မြောင်းမယ်၄ကို၃နဲ့မြောင်းမယ်ထိတ်စီး၆မှာတစ်ကြိမ်၁မှာတစ်ကြိမ်ဆိုရတဲ့အတွက်ဒီ၈မှာတစ်ကြိမ်ဖြစ်ပါတယ်ဒီ၄ကို၃နဲ့မြောင်းမယ်ပေါ့နော်ဒီနှစ်တစ်ကြိမ်ဆိုရတဲ့အတွက်ဒီနှစ်တစ်ကြိမ်၄ပြီးရင်ဒီဒီနှစ်အပေါင်း6ဆိုပြီးဖြစ်မယ်ပေါ့နော် โอเคဒါဆိုရင်3 3ညလီဒီ3ည4 3လီစနစ်ဒီ6ကတစ်ကြိမ်ဒီ8ကတစ်ကြိမ်4 3ကြိမ်ဒီစနစ်ဒီ2ကတစ်ကြိမ်4 3ညလီဒီ3ည8ခွန်တစ်ကြိမ်ပေါ့နော်3နှစ်ကြိမ်ပေါင်းရင်6ကိုနောက်က6နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ဒီမှာ6နဲ့4ပေါင်းရှင်း30 8ရက်2ရက်ပေါင်း30 နောက်ထပ်ဒီရှောင်းနှစ်ကြိမ်ဆက်နှစ်ရှင်းနေပိုင်းတစ်စိမ်ဒီမှာခုနှစ်တလုံးကြံတယ်ဗောနော်ဒါကြောင့်မို့ဒီနီးအရာကျင်တော့ဒီဆက်ချစ်ကြိမ်မှာခုနှစ်လုံးပိန်ဆိုပြီးရတာဖြစ်ပါတယ်ခုနှစ်လုံးပိန်ကြိတ်တယ်ဆိုရင်ဗောနော်ဒါကကျွန်တော်တင်ချနီးအရာဒီခုနှစ်လုံးပိန်ရတာလေးကိုကျွန်တော်မိုက်ရှင်များတည်အောင်ပြန်လည်မျှဝေရှင်းဖြစ်ပါတယ်ဒါကနီးအရာဆက်ပြီးတော့လဲပေးသွားနိုင်တယ်လို့ဖောက်လဲဖောက်သွားတတ်တယ်ဗောနော် ဘလောက်ပဲနေတယ်ပဲကျွန်တော်တင်ချာနေအရာဘလောက်ပဲကောင်းနေပါစေပေါ့နော်ဆက်ပြီးရှင်မှာဆက်ပြီးတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ချင်းချိန်ရမှာဖြစ်ပါတယ်ပေါ့နော်ဒါကကျွန်တော်တရားရခင်တော့မဟုတ်ဘူးမနော်ဒီကျွန်တော်90ရခင်တော့ဒီတင်ချာနေအရာ90ရခင်တော့ပေါ့နော်ကျန်တဲ့90ရခင်တော့ကကျွန်တော်ကံပေးမှာရတာဖြစ်ပါတယ်ဒါခုနှစ်လုံးပဲဆိုပြီးရတယ်ပေါ့နော်โอเคဒါဆိုရင် နောက်ထပ်နည်းတစ်ခုကိုဆက်ပြီးကြည့်အောင်ပါခင်ဗျာဒီမှာတော့နည်းနံပါတ်1ဒီခုနှစ်လုံးပဲပေါ့နော် နောက်ထပ်နိနံပါတ်၁ကကျွန်တော်ပင်သူလုံးပိုင်ဖြစ်ပါတယ်ဒီပင်သူလုံးပိုင်ကိုကျွန်တော်ဒီတုံးတုံးများကိုအနေစာပြီးကြည့်အောင်ပါနော်ဒီအနောက်ကကနေနေတော့မှပါတော့ဘူးပါနော်ဒီဟာနေပဲဒီဟာပဲလိုတဲ့အတွက်ဒီဟာပဲရေးထားတာဖြစ်ပါတယ်အဲဆိုရင်ကျွန်တော်စာပြီးတော့လေ့လာကြည့်အောင်ပါနော်ဒီနှစ်ကုန်နှစ်ကြိမ်ပေါင်းမယ်ပေါ့နော်ဒီ၉မှာ၁ကြိမ်ပေါင်းမှာဖြစ်ပါလေနှစ်နှစ်ကြိမ်ပေါင်းလေး၄နဲ့၉ပေါင်းရှင်းသည်၃၃လုံးပိုင်မှာ ်နောက်ထပ်တစ်ကြိမ်ပါဆိုရင်၃၅နှစ်ဖြစ်ပါတယ်ပေါ့နော်၃၅နှစ်ဒါကြောင့်မို့ဒီ၃လုံးပိုင်းဒီထိတ်ဆီးဆိုပြီးဖြစ်ပါတယ်နောက်ထပ်အဲ့ဒီ၃၅နှစ်အရှိမ၅၅၉၃၅နှစ်ဆိုပြီးဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ဒီ၅ဦးနှစ်ကြိမ်ဒီနှစ်မှာတစ်ကြိမ်အဲဆိုရင်၅နှစ်ကြိမ်ပေါင်းရှင်းက30 7နှစ်နှစ်လုံးပိုင်ပေါ့နော်အဲ့ဒီမှာ39နှစ်ဆိုပြီးဖြစ်ပါတယ်39နှစ်ဒီနှစ်လုံးပိုင်ကအပိညာဖြစ်ပါတယ် တဖန်ငါတုံမြခွန်3ခုနှစ်ဆွေအတွက်ငါ့ကိုနှစ်ကြိမ်ဒီနှစ်မှာတစ်ကြိမ်ငါနှစ်ကြိမ်ပေါင်း10ဆယ်နှစ်ဆွေအတွက်ဒီတစ်ကြိမ်မှာလည်းနှစ်လုံးပဲရတယ်ဗောနော်နှစ်လေးရှောက်စပြီးဖြစ်ပါတယ်ခင်ဗျာနှစ်လေး6ဆိုတော့ဒီနှစ်ဒီထိတ်စီးနေရဖြစ်ပါတယ်နောက်ထပ်ဒီ6လေး6နှစ်လေးရှောက်စရအတွက်6မှာနှစ်ကြိမ်ဒီ6မှာတစ်ကြိမ်6နှစ်ကြိမ်16 16နှစ်6ပေါင်းရှင်းဒီ14လေးလုံးပိုင်းမှာ3နှစ်လေးဆိုပြီးဖြစ်ပါတယ်ခင်ဗျာ3နှစ်လေး ဒါကြောင့်မို့ဒီလေးလုံးပိုင်းဒီအပိတ်ဖြစ်ပါတယ်။တဖန်နေ့လေး၅၃နေ့လေးဆိုတဲ့အတွက်နေ့ကနေချိန်လေးမှာတစ်ချိန်နေ့နေ့ချိန်ပေါင်းလေးလေးနေ့ပေါင်းရှင်းဒီ၈၈၈လုံးပိုင်းမှာ၈၅နေ့ဆိုပြီးဖြစ်ပါလေခင်ဗျာ။၈၅နေ့ဒါကြောင့်မို့ဒီမှာ၈ဒီထိစီဖြစ်ပါတယ်။ဒီ၈နေ့ချိန်โอเคကျွန်တော်ဒီ၈မှာနေ့ချိန်ပေါ့နော်ပြီးရင်ဒီနေ့မှာတစ်ချိန်ဖြစ်ပါတယ်။၈နေ့ချိန်၁၆ရှောင်းနေ့ဒီနေ့နေ့ပေါင်းရှင်းဒီ၈ ဒီမှာလည်းရှင်းလုံးပိုင်ပဲဖြစ်ပါတယ်ဒီရှင်းလုံးပိုင်မှာရှင်းရှောင်းကားဆိုပြီးဖြစ်ပါတယ်ပေါ့နော်ရှင်းရှောင်းကားဒါကြောင့်မဒီရှင်းလုံးပိုင်ဒီထိတ်စီဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်မှာကြတော့ဒီ9နှစ်ကြိမ်ဒီ9မှာတစ်ကြိမ်9နှစ်ကြိမ်၁၈ရှင်းနဲ့9ပေါင်းရှင်းဒီ73 3လုံးပိုင်မှာ35ရှောင်းဆိုပြီးဖြစ်ပါတယ်ပေါ့နော်356ဒါကြောင့်မဒီ3လုံးပိုင်ဒီထိတ်စီဖြစ်ပါတယ်တဖန်ဒီ9နှစ်ကြိမ်ပေါင်းမယ်ဒီ6ကိုတစ်ကြိမ်ပေါ့နော် 9နှစ်ကြိမ်10ဆက်6ဆိုတဲ့အတွက်ဒီမှာတော့6လုံးပိုင်ပါ6လေး6ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ6လေး6ဒီ6ဒီထိတ်စီးဆိုပြီးဖြစ်ပါတယ်ဒါဆိုရင်18ကြိမ်မှာအဲ့ဒီနှီးအသိမ်းပဲဒီဟာဘောကလိုမျိုးပဲဆက်ပြီးတော့ okay ခဲ့မယ်ဆိုရင်ပေါ့နော်ဒီ3ည9ကြိမ်ဒီ6မှာ3ကြိမ်ဒါဆိုရင်3ည9ကြိမ်3ညဒီမှာတော့ဒီနှီးအရာကျင်တော့6လုံးပိုင်ဆိုပြီးရနေတာဖြစ်ပါတယ် okay ဒီ3ကနေရာနေစမယ်ပေါ့နော်3လုံးပိုင်မှာ3ကနေ နှစ်လုံးပိန်မှာ၃ခုနှစ်နှစ်လုံးပိန်မှာနှစ်လေးလျှောက်လေးလုံးပိန်၃နှစ်လေးရှစ်လုံးပိန်မှာ၈ငါးနှစ်ရှစ်လုံးပိန်၈လျှောက်ငါး၃လုံးပိန်၃ငါးလျှောက်၆လုံးပိန်မှာ၆လေးလျှောက်ဆိုပြီးတော့ဒီလိုလေးတောက်လျှောက်ဖြစ်သွားပြီပေါ့နော်ဒါဆိုရင်ဒီ၁၈ချိန်မှာတော့တင်ချာနှစ်အရဆက်ပြီးတော့ OK မယ်ဆိုရင်ကျွန်တော်၆လုံးပိန်ဆိုပြီးဖြစ်ပါတယ်ဒီခုနမှာတော့ကျွန်တော်ပြတ်ပြင်မရှိသေးတာကဒီဟာလေးပေါ့နော်ပြတ်ပြင်မရှိသေးတဲ့ဒီလုံးပိန်ဤကတော့တင်ချာနှစ်အရပေါ့နော် ဒီမှာ9လုံးပိုင်းဆိုပြီးဖြစ်ပါတယ်။ဒါဆိုရင်6ရယ်9ရယ်သွဲမလားဘောနော်။ဒီနေ့ထဲကအဲ့လိုမဟုတ်ပဲနဲ့မိမိတို့ချိန်နေတဲ့နေ့ကိုပဲဒီလုံးပိုင်းကိုပဲရွေးချယ်ယူလို့ရတယ်ဘောနော်။ Okay ဒါကတော့ကျွန်တော်ဆက်ပေးမပေးကတော့ကျွန်တော်တို့လည်းစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဗောနော။ဒါ90ရာခိုင်နှုန်းဖြစ်ပါတယ်ဗောနော။100ရာခိုင်နှုန်းမဟုတ်ဘူးဗောနော။ Okay ။ ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။